စကိုင်းနိုင်ဒီသားကြီးအထက်ပိုင်းဟ ோம் လင်းမြို့နယ်အတွင်းဆောက်လုပ်နေတဲ့ချင်းလွင့်မြေကူတတာထမန်တီဆောက်လုပ်ရေးလုပ်ငန်းအားလုံးရဲ့66ရာခိုင်နှုန်းပြည်စီနေပြီဖြစ်တဲ့လို့တက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ချင်းလွင့်မြေကူတတာထမန်တီကိုရှမ်းနေဒေသဟ ோம் လင်းမြို့နယ်နဲ့နာဂောက်ကူပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့လေရှိမြို့ပန်ဆက် စမန်ယာမြို့လမ်းပေါ်မှာချင်းရွှဲမြက်ကိုဖျက်ပြီးတိဆောက်နေတာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါတရားဟာတန်ကူကွန်ကရစ်တရားအမျိုးအစားဖြစ်ပြီးတရားအရှိ100မီတာအကျယ်9.4မီတာတရားအခန်းပေါင်း15ခန်းရေလန်းကင်းလို့အမြင့်40ပေ HFL နဲ့တိဆောက်နေတာလို့သိရပါတယ်။ချင်းတွဲမြစ်ကူတတာထမှန်ဒီတိဆောက်ပြီးစီပါကဟ ோம் မလင်းမြွနယ်နဲ့လေရှိမြွနယ်တို့ကဒေသခံပြည်သူတွေဟာကိုတန်းတော်လာမှု လွယ်ကူမြန်ဆန်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ဒေတာရဲ့ထုတ်ကုန်တွေကိုလွယ်ကူစွာတည်ယူပို့ဆောင်နိုင်ခြင်းဒေတာအဖွဲ့မျိုးတူတက်မှုကိုများစွာအထောက်အကူပြုမဲ့တရားကြီးတစ်စင်းဖြစ်တဲ့အပြင်လေရှိမျိုးနယ်အစုံအဖျားမှာရှိတဲ့ စမန်ယာမြို့နယ်ပန်ဆက်ကျေးရွာအနီးပတ်ဝန်းကျင်ကျေးရွာတွေကဒေသခံပြည်သူတွေဟာဟုံမလင်ခန်တီးနယ်မော်လက်ခရံတွေကိုလွယ်ကူစွာတောလာနိုင်မှာဖြစ်တယ်လို့သိရပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနာဂောက်ကုတ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာလမ်းမန်းစွဲရဲအခက်အခဲဒေသဖွံ့ဖြိုးရေး၊ကျန်းမာရေး၊ပညာရေး၊စီးပွားရေးတွေဟာနေပါလျက်ရှိနေပြီးမြန်မာနိုင်ငံအတွင်းအစင်းရဲဆုံးဒေသတွေထဲကတစ်ခုအပါအဝင်ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။